ကျမ်းမာရေးနဲ့ဘ ഹു တုတ္တနိုင်စဉ်တက်ဆက်ပေးနေတယ်ဆိုပြီးစိမိတို့တွေနဲ့ယုံကြည်ရတဲ့အရင်မြင့်မရှိတဲ့ကျမ်းမာရေးနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုဖြန့်ဝေနေတဲ့ page ကိုသတိထားနိုင်ဖို့ပြောပြပေးပါမယ်။ပီချန်းဆိုတဲ့ Facebook page ဟာနိုင်စဉ်လို့လို့စိမိတို့တွေကိုတင်နေတာဖြစ်ပါတယ်။ဒီ page ရဲ့ page transparency ကိုဝင်စစ်ဆေးကြည့်တဲ့အခါမှာလဲ scammer.02 ဆိုတဲ့နာမည်ကနေပီချန်းဆိုပြီးပြောင်းလဲထားတာတွေ့ရှိရပါတယ်။အဲ့ဒီ page ဟာ follower 76k ထိရှိတဲ့အပြင် page မှာတင်ထားတဲ့အကြောင်းအရာတွေဟာထက်ဆင့်မျှဝေသူတွေများပြားနေပါတယ်။ဒါပေမဲ့ page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာအချက်အလက်တွေဟာယုံကြည်စိတ်ချရမှုခိုင်မာတဲ့အရင်းမြစ်ပါဝင်နေတာမျိုးမရှိပါဘူး။ဒါအပြင်ဒီ page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာဖြန့်ဝေမှုတွေဟာမှားယွင်းနေကြောင်းအချက်အလက်စစ်စစ်အတည်ပြုတဲ့ဌာနတစ်ခုဖြစ်တဲ့ Fact Christian တို့မြန်မာကနေလဲစစ်စစ်ပေးထားပါဗျ။ဒါကြောင့် ပီချန် Facebook page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာအချက်လက်တွေနဲ့စင်မီတို့တွေဟာယုံကြည်စိတ်ချရမှုမရှိပါဘူး။ Social media ပေါ်မှာကျမ်းမာရေးနဲ့ဆက်ဆက်တဲ့ဖြန့်ဝေမှုတွေတွေ့တိုင်းတက်ကြွနားလေတဲ့စေပညာရှင်တွေကတင်ထားတာဟုတ်မဟုတ်။မူရင်းအရင်းမြစ်ကယုံကြည်စိတ်ချရမှုရှိမရှိစတဲ့အချက်တွေကိုအရင်စစ်ဆေးကြည့်ဖို့တတိပေးလိုပါတယ်။